သစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မသိဘူးဆိုရင်တော့ဘာခေါ်အဝိဇ္ဇာလို့ခေါ်ပါတယ်ဟုတ်ကဲ့နော်ဟုတ်ပြီအဝိဇ္ဇာလို့ခေါ်ပါတယ်ရှေ့သွားကြစို့သင်္ခါရပါတယ်တော့သင်္ခါရသင်္ခါရဆိုတာပြုတ်လုတ်တတ်တဲ့သဘောသင်္ခါရဆိုတာ ပြုတ်လုတတ်တဲ့သဘောသူ့သဘောကကိုယ်နဲ့ခြေနဲ့လက်နဲ့တုတ်တုတ်ရှားရှားပြုတ်လုတဲ့သင်္ခါရကိုကာယသင်္ခါရဗါတယ်တော့ကာယသင်္ခါရလို့ခေါ်တယ်ပါဇက်နဲ့တွတ်တွတ်တွတ်ပြောဆိုပြုတ်လုတဲ့သင်္ခါရကြတော့ဝစီသင်္ခါရအခုကိုပဲဘုန်းကြီးကပါဇက်နဲ့ပြောတယ်ယောဂီတို့ကလည်းပါဇက်နဲ့ပဲပြန်ဖြေတယ်မဟုတ်လားပါဇက်နဲ့အလုတ်လုတဲ့သင်္ခါရဆိုတော့ဗာသင်္ခါရဝစီသင်္ခါရ ခုံကြီးရှိမှယူသည်သမှုတုံုံကလေးတွေထိုင်နေကြတယ်လေးလေးစားစားထိုင်ကြတယ်ဆိုတော့ကိုယ်အမှုရာနဲ့မဟုတ်လားဟာသင်္ခါရကာယသင်္ခါရဟုတ်တယ်ကာယသင်္ခါရဝစီသင်္ခါရစိတ်နဲ့လည်းကြံတွေးရသေးတာပဲခုံကြီးကလည်းတလုံးပြီးတလုံးတလုံးပြီးတလုံးဘာပြောရပါယောဂီတို့ဘက်ကနေကြည့်ပြန်တော့လေဘုံကြီးဘာတွေများဟောမှာပါလိမ့်ဘာတွေများဟောမှာပါလိမ့်နဲ့စိတ်နဲ့အလုတ်လုတ်တာရှိသေးတာပေါ့ ဲ့ဒါကြတော့စိတ်တသင်္ခါရဗါတယ်တို့စိတ်တသင်္ခါရအဲ့ဒါဆိုတော့သင်္ခါရက၃မျိုးပေါ့ကာယသင်္ခါရဝစီသင်္ခါရစိတ်တသင်္ခါရသင်္ခါရပဲ၃မျိုးဟုတ်တယ်သူရဲ့သဘောသွားအဲ့ဒါလိုအကျဉ်းစားမှတ်ထားပါဦးဒီလိုဆိုရင်အဝိဇ္ဇာရဲ့အတိတ်ပဲလဲသိပြီသင်္ခါရရဲ့အတိတ်ပဲလဲသိပြီရှေ့သွားကြမယ်နံပါတ်1ွက်ထဲသွားလိုက်တော့ဝိညာဉ် ပါတယ်တော့ဝိညာတလုံးနဲ့မှတ်ပါအောင်ဝိညာဟုတ်ပြီဝိညာဆိုတာပဋိတန်ဒေစိတ်ဝိညာဆိုတာပဋိတန်ဒေစိတ်ကလေးပါလူမှာဟိုဒီလိုမှတ်လိုက်ဆံမှာစိတ်ဟာ၃မျိုးရှိတယ်စသားပြန်ဘဝတစ်ခုမှာအဥ္စံအဥ္စုံစပြီးတော့ဖြစ်တဲ့စိတ်ကပဋိတန်ဒေစိတ် ဲ့ဒီနောက်ပဲနောက်ပဲစက်ကနေမိနစ်တွေကနေပြီးတော့တစ်ဘွာလုံးဖြစ်နေတဲ့စိတ်ကပဝတိစိတ်ဟိုနောက်ဆုံးသေးတဲ့စိတ်ကြတော့သုတိစိတ်စိတ်ကသုံးမျိုးရှိတာပေါ့ပတိတန်ဒီစိတ်ပဝတိစိတ်သုတိစိတ်လို့တစ်ဘွာလုံးမှာခွဲလိုက်လို့ရှိရင်သုံးမျိုးရှိတယ်နော်အဲ့ဒီထဲမှာအအူးဆုံးစပြီးတော့ဖြစ်တဲ့စိတ်ကလေးကပတိတန်ဒီစိတ် ပါတဲ့တော့ပဋိသန္ဓေစိတ်ဒါဖြင့်ဝိညာဉ်ဆိုတာမှတ်လိုက်ပါတော့ဗာစိတ်တုံးပဋိသန္ဓေစိတ်အကောင်အလောင်းကလေးမဟုတ်ဘူးနော်ဝိညာဉ်ဆိုတာအကောင်အလောင်းကလေးမဟုတ်ဘူးစိတ်ကလေးနော်ဗာစိတ်တုံးပဋိသန္ဓေစိတ်ဘဝတစ်ခုမှာဘုန်းကြီးတို့တတွေ့အမိဝါမှာစပြီးတော့ဖတ်ခနဲ့ဘဝတစ်ခုစစခြင်းဖြစ်တဲ့စိတ်ကလေးကိုပြောတာပေါ့ဗာစိတ်တယ်ပဋိသန္ဓေစိတ်အဲ့ဒါကိုစလို့ပဲနဲ့ခေါ်ဝိညာဉ် ဟုတ်ပြီရှေ့သွားလိုက်တော့ဗါတဲ့တော့နာန်ယုတ်ဗါတဲ့နာန်ယုတ်နှစ်ပုတ်မဟုတ်လားနာန်ကတဘုတ်ယုတ်ကတဘုတ်ဟုတ်တယ်နာန်ဆိုတာကစေတသိက်တွေနာန်ကစေတသိက်တွေစေတသိက်တွေယုတ်ကတော့ယုတ်ပေါ့နော်အဲ့ဒီစေတသိက်တွေကဘယ်သူနဲ့တွဲဖက်ဖြစ်တုံးဆိုတော့ဝိညာဉ်ဆိုတဲ့ပဋိသင်္ဍေစိတ်နဲ့တွဲဖက်ဖြစ်တဲ့စေတသိက်တွေပေါ့ နာဆိုတာကဘာတွေတော့စေတသိက်တွေဘသူနဲ့တွဲပက်တော့ဝိညာဉ်နဲ့တွဲပဲဟေးတွဲပဲဖြစ်တဲ့အချိန်မှာတော့အတူတူတွဲဖြစ်တာပေါ့နော်အေးပြီးတော့ယုတ်ဆိုတာကတော့ဝိညာဉ်တို့နာန်တို့မိတွဲဖို့ရအမိခံယုတ်ယုတ်ကလေးလည်းပါသေးတာပေါ့ ဝိညာဉ်ကလည်းနံတရားနံကလည်းနံတရားယုတ်ကယုတ်တရားနံတရားနဲ့ယုတ်တရားနံတရားနဲ့ယုတ်တရားအဲ့ဒါလိုနှစ်ပါးရှိသည်တွင်ဟုတ်ဝိညာဉ်ဆိုတာကပฏิတန်တေစိတ်နံဆိုတာကစေတသိက်ဘသူနဲ့တွဲဖက်ဖြစ်တာတော့ဝိညာဉ်နဲ့တွဲဖက်ဖြစ်တာသူတို့တို့ကယုတ်တရားတွေလားနံတရားတွေလားနံတရားတွေအဲ့ဒီနံတရားတွေ မိတွေ့ဖို့ရအမိခန်းအနေနဲ့ဘာပါသေးတို့ရုပ်လည်းပါသေးတယ်တော်နုနန္တရားနဲ့ရုပ်တရားဝိညာဉ်နဲ့နန္ကနန္တရားရုပ်ကရုပ်တရားနန္တရားနဲ့ရုပ်တရားနန္တရားနဲ့ရုပ်တရားဒီနှစ်ပါးစဖြစ်တာဖြစ်တဲ့အချိန်မှာတော့တစ်ချိန်တည်းတစ်ပြိုင်နက်ပါပဲဟောတော်မူတဲ့အချိန်သာအဲဘုရားကိုယ်တော်မြတ်ကြီးကအတိက အရေးကြီးရအရင်နှုတ်တော်ကထုတ်ဖော်ပြီးတော့ဝိညာဉ်လို့ခေါ်လိုက်တာ ပြီးတော့မှဒုတိယအကျိန်နှုတ်တော်ဖွင့်ပြီးတော့နာမ်ယုတ်ဒီလိုဟောတာနော်တကယ်ဖြစ်စင်မှာတော့ဝိညာဏနာမ်ယုတ်ပါတဲ့တော့ဝိညာဏနာမ်ယုတ်ဝိညာဉ်ရောနာမ်ရောယုတ်ရောဒီသုံးမျိုးလုံးတစ်ပြိုင်နက်ပါတဲ့အဲ့ဒီဥစ္စာလည်းမှတ်ထားမယ်နော်နန္တရားနဲ့ယုတ်တရားနန္တရားနဲ့ယုတ်တရားဒီနှစ်ပါးနန္တရားနဲ့ယုတ်တရားအဲ့ဒါတပြိုင်တည်းဖြစ်တာပါဟုတ်ပြီနော် ရှေ့သွားကြစို့တလာယတနာဗတ်တဲ့တော့တလာယရနာတသာ6ခုအာယတနာကတရားဌာနတအာယတနာဆိုတရားဌာန6ခုတရားဌာန6ခု နောက်မှအလဲကောင်းလာကြီးလေးထဲလိုက်တယ်ဆိုလို့လွယ်အောင်ပါဇက်ချောအောင်တလာယရနာတအာယတနာတဲ့လာကြီးလေးထဲလိုက်တော့တလာယရနာကပိုမချောဘူးလားချောပါတယ် တရားဌာနဘယ်နှခုတော့6ခုခေါင်းကြီးတို့တရားဓမ္မတွေကိုစီပါကြတာပေါ့မျက်စိနားနှာခေါင်းခြေကိုစိတ်ဘယ်နှမျိုးပါလဲ6ခုပါပဲကြမ်းရေးစမ်းပါဦးမျက်စိနားနှာခေါင်းခြေကိုစိတ်ဘယ်နှမျိုးတော့6မျိုးပါဒီ6မျိုးကိုတလာယရဏလို့ခေါ်တာပေါ့ ပါဠိလိုပဲနဲ့တော့တလာယရဏဘာသာပြန်တော့တိယာဌာန6ခုတိယာဌာန6ခုအေးနန္တရားတွေဖြစ်ဖို့ရာသူတို့တို့ကအခန္တတိယာအနေနဲ့ပေါ့နော်နန္တရားတွေပေါ်ပေါက်လာပါလိမ့်မယ်အဲ့ဒါတွေနောက်တော့ပိုးပြီးတော့အဓိပ္ပာယ်ရှင်းလာပါလိမ့်မယ်အခုတော့တိယာဌာန6ခု ပါဠိလိုပြောရင်အာယတနာ6ခုဒီလိုပေါ့နော်အေးဘယ်သူတွေတော့အာယတနာ6ခုကမျက်စိနာ ဟုတ်တယ်စိတ်စိတ်ဆိုတော့အရှင်ဘုရားကယင်ဘတ်သွားသွားထောက်တာယင်ဘတ်ကစိတ်လားလို့မေးစရာเนาะအဲဒီလိုမဟုတ်ပါဘူးဘုန်းကြီးတို့စာလာပီလာအရာယင်ကြိုင်တဲ့မှာပုံရက်စေကံတွင်ကလေးရှိတယ်အဲ့ဒီတွင်ထဲမှာသွေးကလေးတွေအောင်ခိုးနေတယ်ဒီသွေးလေးတွေကိုထုတ်ကြည့်မယ်ဆိုရင်တလက်ဆွန်းလောက်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီတလက်ဆွန်းလျှောက်တော့သွေးကလေးတွေထဲမှာဟာတရားဝတ္ထုရုပ်တွေပြန့်နှံပြီးတော့နေတယ် အသိဉာဏ်သဘောတည်းဖြစ်ပြီးဆိုရင်အဲ့ဒီဟတ္တယဝတ္ထုရုပ်ပေါ်မှာမိပြုပြုပြီးတော့အသိဉာဏ်နေဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်စိတ်ဆိုတဲ့အသိဉာဏ်နဲ့ပတ်သက်ရင်ဘုန်းကြီးကယဉ်ပတ်သွားသွားပြီးတော့ညွှန်တာနော်။အားလုံးဘလို့တော့မျက်စိနာနှာခေါင်းရှာကိုယ်စိတ်ပဲနှမျိုးတော့6မျိုးအဲ့ဒါကို ပါဠိလိုပဲနဲ့ခေါ်သလာရဏရှေ့သွားကြစို့ဖတ်တာပါတယ်တော့ဖတ်တာ ဖတ်တာဆိုတာဓာတ်ချိခိုက်တဲ့သဘောပါတယ်တို့ဓာတ်ချိခိုက်တဲ့သဘောဒီအကြောင်းအရာတွေပြောပါမယ်နောက်တော့အတိတ်တွေပေါ်လာပါလိမ့်မယ်ရှေ့သွားကြစို့ဝေဒနာပါတယ်တို့ဝေဒနာဝေဒနာဆိုတာခံစားတယ်လို့ဘာသာပြန်ပါတယ်ဝေဒနာကိုဘယ်လိုဘာသာပြန်ခံစားတယ်လို့ခံစားတယ်ဆိုတော့ဘယ်လိုဟာတော့ဆိုတော့ဟိုးစပွဲခင်းပြီးတော့ဇွန်းနေခင်းနေနဲ့ဝိုင်းဖွဲ့စားကြတာတောက်ကြတာမဟုတ်ပါဘူး ခံစားတယ်ဆိုတာဉာဏ်နဲ့သိရတာပါအဲ့ဒါကိုမြင်သာအောင်ပြောကြမယ်ဆိုရင်ခုဘုန်းကြီးတို့တတွေခုထိုင်းလာတာနိုင်ဝက်လောက်တောင်ရှိသွားပြီမဟုတ်လားကိုယ်ဘက်လည်းမပြောင်းနဲ့ဒီဘက်လည်းမရွှေ့နဲ့ငြိမ်ငြိမ်သာနေမဲ့ဆိုရင်နိုင်ဝက်အတွင်းအခုလိုနေလိုက်တယ်ဆိုရင်ကျွတ်ကျွတ်ကျွတ်နဲ့စုပ်တွေတက်လာမှာပေါ့อืมဘာပြုလို့စုပ်တက်တာတော့ညောင်းလို့ပေါ့ညောင်းလို့ကြိုက်လို့ခဲလို့အောင့်လို့အင့်လို့မတက်တာလို့မဟုတ်လား ကြည့်တော့ကျွတ်ကျွတ်ကျွတ်လှုပ်လာမှာပေါ့အဲ့ဒီသဘောတွေဟာဘာတဲ့တော့ဝေဒနာသက်တာတဲ့ဝေဒနာလားမသက်တာတဲ့ဝေဒနာလားမသက်တာတဲ့ဝေဒနာမဟုတ်လို့ဒုက္ခဝေဒနာဘာတဲ့တော့ဒုက္ခဝေဒနာဝေဒနာကလေတခါတလေကြတော့လည်းမညောင်းပါဘူးမကြိုက်ပါဘူးမခဲပါဘူးနေနိုင်သားပဲအဲ့ဒါလဲဝေဒနာပါပဲသူကြတော့သက်သားပြီးတော့နေတယ် ဝေဒနာတတပြီးတော့နေတဲ့ဝေဒနာဒါကြတော့ပါဠိလိုဒုက္ခဝေဒနာပါတယ်တို့ဒုက္ခမတက်တာရာကိုဒုက္ခဝေဒနာတက်တာရာကိုဒုက္ခဝေဒနာဩဒီလိုဆိုရင်ကိုယ်မှာအဲ့ဒါတွေရှိတာပေါ့နော်တစ်ခါတလေကြမတက်တာဘူးလည်းမဟုတ်တက်တာတယ်လည်းမဟုတ်ဘူးကြာအလေအလတ်လည်းရှိပါသေးတယ်အဲ့ဒါကြာတော့ဥပိ္ပခာဝေဒနာဘယ်လိုလဲဝေဒနာအဲ့လိုဆိုတော့ဝေဒနာက၃မျိုးပေါ့ သုံးမျိုးပေါ့မသက်တာဘူးညောင်းနေကြိတ်တဲ့ခဲတဲ့အောင့်နေအင့်နေဆိုရင်ဘာဝေဒနာအာမညောင်းပါဘူးနေထိုင်ကောင်းပါတယ်ဆိုရင်ဒုက္ခဝေဒနာမကောင်းဘူးလည်းမဟုတ်ကောင်းတယ်လည်းမဟုတ်ရအလေအလတ်ဆိုရင်ဥပိ္ပခာဝေဒနာဒီတော့ဝေဒနာဟာအမြဲရှိတာပေါ့ရှိပါတယ်အဲ့ဒီသဘောတွေကိုဝေဒနာလို့ခေါ်တာဟုတ်ကဲ့နော်အေးဒီသဘောပါဝေဒနာကဘယ်နှမျိုးပါလဲမသက်တာတဲ့ဥစ္စာကိုဒုက္ခဝေဒနာ သက်တာတဲ့သဘောကိုဒုက္ခပဲကြားအလေလတ်သဘောကိုဟုတ်ပြီအဲ့ဒါလိုပါရှေ့သွားကြစို့တတ္တရာအွက်ကိုသွားမယ်တဏှာပါတယ်တို့တဏှာဆိုတာလူချင်းမမောမှုတဏှာဆိုတာလူချင်းမမောမှုဥပါဒံကြတော့ဆွဲလန်းမှုဥပါဒံကြတော့ဆွဲလန်းမှုနှမျိုးလုံးလူချင်းတာကြီးပါပဲ ိုတဏကလူခြင်းမှုအသေးစားအယံအယံစွဲ့စွဲ့လန်းလန်းကြီးလူခြင်းတာကြတော့ဥပါဒါအဲ့ဒါလို့꽈သွားပါတယ်ကြွက်ကလေးကိုကြောင်ကဖမ်းတဲ့အခါကျတော့မလွတ်တန်းကြိုက်တွေ့ထားတာမဟုတ်လားဖားကိုမွေကဖမ်းပြန်တော့လည်းမလွတ်တန်းကြိုက်တွေ့ထားတဲ့ဥစ္စာစွဲ့စွဲ့လန်းလန်းကြီးမဟုတ်လားနှစ်ခုလုံးလူခြင်းတော့လူခြင်းတဲ့သဘောကြီးပဲမဟုတ်လားဒီတော့လူခြင်းမှုအသေးစားကတဏလူခြင်းမှုအကြီးစားကသဘောပဲအဲဒီလိုသဘောပဲ꽈ပါတယ်ရှေ့သွားကြစို့ ကမ္မဘဝဗါတဲ့တို့ကမ္မဘဝဗါတဲ့ကမ္မဘဝမရရအောင်အထုတ်တာ ကမ္မဘဝဆိုတာမရရအောင်အထုတ်တာကမ္မဘဝရဲ့အတိတ်တွေကဗါတဲ့မရရအောင်အထုတ်တယ်ဆိုတဲ့ဥစ္စာကိုယ်နဲ့ခြေနဲ့လက်နဲ့လှုပ်လှုပ်ရှားရှားအထုတ်တာကိုကာယကံကိုယ်နဲ့ခြေနဲ့လက်နဲ့လှုပ်လှုပ်ရှားရှားအထုတ်တာကိုကာယကံပါဇက်နဲ့တွတ်တွတ်တွတ်ပြောဆိုပြုလို့အထုတ်တာကိုဝစီကံ မနောနဲ့ကြံတွေ့အာထုတ်တာကို မနောကံဆိုတော့ကာယကံဝစီကံမနောကံခုအဲ့ဒီကံသုံးပါးပါတာပေါ့အခုတရားဓမ္မတွေအခုဒီမှာလာကြတဲ့လှုပ်လှုပ်ရှားရှားနဲ့ကိုယ်နေရာကနေပြီးတော့အဲ့ဒီတရားခမကြီးရောက်အောင်လာတယ်ဆိုတာလုံလဝိရိယတွေအရင်တည်းလာတာမဟုတ်လားဒီတော့ဘာကံပါလဲကာယကံကိုယ်ပါဇက်နဲ့တွတ်တွတ်တွတ်ပြောဆိုပြုလို့အထောက်တာတွေလည်းပါတယ်မဟုတ်လားပါပါဘုရားအဲ့ဒါကြတော့ဘာကံသတိပါ ဝဇီကဟုတ်တယ်နော်အိုးဘာတည်းများဟောမှာပါလိမ့်ဒီကနေ့ဘာတရားတွေများဟောမှာပါလိမ့်မနှောနယ်ကောကြံတွေးအလုံးမလုံးဘူးလားအဲ့ဒါကဘာကံမနှောကံဒီတော့ကာယကံဝဇီကံမနှောကံပဲနှမျိုးပါလိမ့်ဟုတ်တယ်တန်သုံးမျိုးဒီတော့ဘသူနဲ့သွားတူတယ်လဲဆိုတော့ဟိုးတက်ွက်ထဲတုန်းကသင်္ခါရနဲ့သွားမတူဘူးလား တူရင်ကိုတော့ဘာပြုလို့နောက်ထပ်ထဲတာတယ်။ဒါနဲ့ကြဲ့ရတာတလုံးပို့အောင်။ဩသဘောသာတူတာပါအချိန်ကာလကြတော့မတူပါဘူးဒီလိုနော်သင်္ခါရကပြောတယ်ကျုပ်တို့တတွေ့သင်္ခါရပြုလုပ်တယ်ဆိုတဲ့ဥစ္စာဒီဘဝမရောက်ခင်လွန်လေပြီးတော့အတိတ်ကာလကပြုလုပ်တာနော် လွန်လေပြုသောအတိတ်ကာလကကာယခံအဖြင့်ပြုလုပ်တဲ့ဆိုရင်ကာယသင်္ခါရယခုပစ္စုပန်ကာလကာယခံအဖြင့်ပြုလုပ်တဲ့ဆိုရင်ကာယခံဟိုလွန်လေပြုသော အတိတ်ကာလကဝစီကံအနေအဖြင့်ပြုလုပ်တဲ့ဆိုရင်ဝစီသင်္ခါရယခုပစ္စုပန်ကာလမှာဝစီကံအနေနဲ့လုပ်ရင်ဝစီကံဟိုလွန်လေပြုသောအတိတ်ကာလစိတ်တွေနဲ့ပြုလုပ်အထုတ်တဲ့ဆိုလို့ရှိရင်စိတ်တာသင်္ခါရယခုပစ္စုပန်ကာလမနောအနေနဲ့လုပ်လို့လို့ရှိရင်မနောကံ ဆိုတော့သဘောမတူပေဘူးလားမတူပါဘူးသဘောတူပါတယ်အဲအချိန်ကာလကြာတော့တူရဲ့လားမတူပါဘူးအဲဒါကြောင့်နောက်ထပ်ထည့်ထားတာနော်ရှေ့သွားကြမယ်နံပါတ်၄သွားလိုက်တော့ဘာပါလိမ့်ဇာတိဇာတိဆိုတာဖြစ်ပေါ်ခြင်းဇာတိဆိုတာဖြစ်ပေါ်ခြင်းဘာတွေဖြစ်ပေါ်တယ်လဲလူများမေးရင်ခန္ဓာ၅ပါးဖြစ်ပေါ်တာဘာတဲ့တော့ ခန္ဓာ၅ပါးဖြစ်ပေါ်တာဤခန္ဓာ၅ပါးဖြစ်ပေါ်ပုံပြောရအောင်မယ်ယူပဲခန္ဓာဝေဒနာခန္ဓာသင်ရဲ့ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာပဲနှစ်ပါးဟုတ်တယ်ခန္ဓာ၅ပါးပြန်ပြောပါအောင်ယူပဲခန္ဓာဝေဒနာခန္ဓာသင်ရဲ့သင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ 看那边的吧。<laughs>